ဲအားလုံးပဲမင်္ဂလာပါကျွန်တော်တနေ့လုံးမိဘုန်းလေးတွေဖြည့်ပေးနေတယ်နော်စိတ်ရှိလက်ရှိဖြည့်ပေးနေတယ်နော်ခမားတို့ဗျာကလေးရစာနားလည်ပါတယ်ဥနေဝင်အာနာသိလို့ဘုရားဘာသာနိုင်ငံမပြတ်သွားပါဘူးဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ခင်မှလုတ်သွားပြီးပြီ liberal နိုင်ငံ ဖြစ်သွားပြီးပြီဘာသာပေါင်းစုံနိုင်ငံဖြစ်သွားပြီးပြီအဲ့ဒါကြီးကိုကျွန်တော်တို့ကငါတို့ကဗုဒ္ဓဘာသာအများစုနေလား ါငါတို့ဗုဒ္ဓဘာသာနိုင်ငံပဲဆိုပြီးတော့ဗဇက်နဲ့ပြောနေလို့မရဘူးဥပရိယတရားဝင်ဖြစ်အောင်လို့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းရအောင်လို့ကျွန်တော်ကခမားတို့ကိုတန်ချောင်းခောက်ပေးနေတာခမားတို့အမျိုးသားရေးဗီတာမင်အရင်အားနေတယ်ခမားတို့အမျိုးသားရေးဗီတာမင်အရင်အားနေတယ်ကျွန်တော်ပြောချင်တဲ့စကားတွေရဲ့အဓိပ္ပာယ်ကိုနားထောင်ပါချင်းကြော်ရင်ဘာကောင်လဲသိအောင်စူးစမ်းပါ ဂျင်းကျော်ရင်းကခမရုဗမာဆိုတာနဲ့ကိုတူကမဟာဗမာပါဗျမဟာဗမာဆိုတာတိရောတိလားမသိဘူးနော်မဟာဗမာအကြောင်းသိချင်ရင်တမိုင်းကိုလေ့လာပါနော်ကျုပ်ကမဟာဗမာခမရုလို့တာမန်ဗမာမဟုတ်ဘူးမဟာဗမာနော်ဥနေဝေအာနာသိလို့ဗုဒ္ဓဘာသာနိုင်ငံမပြတ်ဘူးအဲ့ဒါခလိယစာသိတယ်ဒါပေမဲ့ဒီမိုကရေစီခေတ်ကြီးမှာလစ်ဘရယ်နိုင်ငံဖြစ်သွားပြီ ကလားလေးတစ်ချက်ဗမာလေးတစ်ချက်အဲ့လိုအားလုံးကခံယူထားပြွားပြီဒါကိုကျတို့ဗုဒ္ဓဘာသာအများစုရှိတဲ့နိုင်ငံမှာအခုကျတို့ဗုဒ္ဓဘာသာတွေစုံကားခံနေရတယ်အဲ့လိုအဲ့လိုတွေမဖြစ်ရအောင်လို့နိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာဖြစ်ပြဋ္ဌာန်းဖို့ပြောရမယ်နံပါတ်1နံပါတ်2ကရသဇကြီးဥပဒေပုံမှန်2965 2965ကိုထောင်နဲ့2နှစ် ဆိုတာတက်ကို9နှစ်တည်းနှစ်နှစ်စရီတိုးအောင်လို့ပြောရမှာကျတို့ဘာသာတွေကိုထိခိုက်တာတွေကိုကျင်းနဲ့လားမသိဘူးဒီမေကိုရှင်ဟုတ်နောက်ထပ်မေကိုတစ်ခုထပ်ပြောပေးဦးမယ်ဟုတ်ပြီလား